မဲလောင်အောင်စေးဂုံယူပါရယ်ဗျာအာတွေ့ရတာလဲဝမ်းသာပါတယ်အရာလုံးအတွက်ဂုံယူပါတယ်ကျွန်တော်ပထမအောင်ဆုံးပြောချင်တာကဂုံယူပါတယ်ဘလောက်တောင်ကောင်းလိုက်တဲ့ဘဝလဲဗျာကျွန်တော်ကိုတခုလောက်ပြောပြပါဒီနေ့ခင်ဗျာစနေနေ့အသင်းအတွက်ရာသီစနေကလေးဥမင်လိုင်ကောင်းတိုင်းကနေခင်ဗျာထွက်လာတော့ကိုကျွန်တော်ပထမအောင်ဆုံးချိန်မြင်လဲရတော့ကလူတိုင်းပြုံးနေကြတယ်ဗျာထွက်လာတဲ့အဲ့ဒီခန်းစားချက်ကခင်ဗျားတို့ဘလို့များဖြစ်ပါလိမ့်ဘလို့များနေပါလိမ့်ဗျာဝါစပယ်ရှယ်လုံးဝစပယ်ရှယ်ပေါ့ဗျာ အဲ့ဒီနေ့ကနည်းနည်းတော့ရိုးတိုစရာနေတနေ့တော့ဖြစ်ခဲ့တာပေါ့ဗျာ။ဘာလို့ဆိုတော့အဲ့ဒီနေဖြစ်လာဖို့အတွက်အရာရာကိုစီစဉ်နေခဲ့ရတာလေဗျာ။ဒါကြောင့်အဲ့ဒီကိုရောက်သွားပြီးအဲ့ဒီအတွေ့အကြုံကိုခန်းစားခွင့်ရတာ။ကျွန်တော်မိသားစုတွေအဲ့ဒီမှာရှိနေပြီးအဲ့ဒီခက်တဲ့ကိုပြောင်းဝေးခွင့်ရတာ။ဝါ၊ပြောမနေနဲ့ပေါ့ဗျာ။ကျွန်တော်ထားပါမှတ်မိနေမဲ့အရာလေးတစ်ခုပါပဲဗျာ။ပြီးတော့မိသားစုကရော Crystal Valley နဲ့နှိုင်းရှင်မဲ့ဆိုရင်အောင်စနေမှာဇာရတဲ့ပုံစံမျိုးကိုဘလို့များသားကြောင့်နေနေရပါလေဗျာ။အဲ့ဒါဘလို့များခန်းစားရပါလေဗျာ။ ကွဲပြားပါတယ်ဒီနေရာကဘလောက်တောင်ကြီးမလဲဆိုတော့ကိုတို့နားလေသဘောပေါက်ကြခဲ့မယ်လို့တော့ကျွန်တော်မထင်ဘူးဗျဒါမှလည်းပဲကျွန်တော်ထင်ပါတယ်တို့အတွက်ပျော်စရာတော့ကောင်းပါပါဘာလို့ဆိုတော့တို့ကွင်းထဲကိုလာလို့ရတယ်လေပရိသတ်တွေအတွက်ဒါဘလို့အထိပယ်ရှိလဲဘာအထိပယ်လဲဆိုတော့ကိုတို့မြင်နေရတယ်အဲ့ဒါတွေအားလုံးရဲ့ကြီးကျယ်ခမ်းနားမှုကိုတို့မြင်တွေ့နေရတယ်လေအဲ့ဒါကောင်းပါတယ်ပြီးတော့ကျွန်တော်တို့လည်းအဲ့ဒါနဲ့အသားကြဖို့အတွက်မတူညီတဲ့ dynamics တွေမတူညီတဲ့ system တွေကိုမြင်ရတာတကယ်ကိုကောင်းပါလိမ့်ဗျတကယ်ကောင်းပါလိမ့်ပြီးတော့ဒါတွေအားလုံးကကျွန်တော်အိမ်မက်မက်ခဲ့ရတဲ့အရာတွေနဲ့အတူတူပဲလေ တည်ကြတော့ပေါ့။ဘာကြောင့်လဲဆိုတော့ခင်ဗျားတဘောအလုံးအာဆင်နယ်ပြိသက်တယောက်ဖြစ်ခဲ့တာလေ။ဟုတ်တာပေါ့။ငယ်ငယ်လေးတွေရပါဗျာ။ကျွန်တော်အလုံးအာဆင်နယ်ကိုအားပေးခဲ့ကြတာပါ။ဒါကြောင့်ကျွန်တော်အခုဒီမှာရှိနေရတာ။ဒီလိုစားရတာ။ဒါတကယ်အိမ်မက်တစ်ခုပါပဲ။တကယ်အိမ်မက်ပါ။ကျွန်တော်ခင်ဗျားအတွက်တကယ်ကိုပြောရပြခင်ဗျားကလေးဘွားတို့ကအကယ်မီတွေဝင်လိုက်ထွက်လိုက်နေရှိခဲ့ဘူးလေအဲ့ဒီခရီးစဉ်အကြောင်းလေးနည်းနည်းတော့လေးပြောပြပြပေါ့ခင်ဗျားဘောလုံးစားကစားတော့ကဘယ်ရွယ်လဲ ျွန်တော်မှတ်မိတော့တော့ကျွန်တော်စောင့်စားနေရပဲဗျ၄နှစ်၅နှစ်၆နှစ်လောက်ပေါ့ဗျကျွန်တော်ဖိနေတူပန်းရံတွေကိုသွားစားတာတွေကျွန်တော်မှတ်မိနေသေးတယ်ဗျသူကျွန်တော်ကိုပထမဆုံးကလပ်အသင်းစီကိုခေါ်သွားတော့က၆နှစ်အောင်ရှိမယ်တင်တယ်အဲအသက်ပိုကြီးတဲ့အုပ်စုတွေနဲ့ကစားခဲ့ရတယ်လေမလို့လဲဆိုအဲဒီတော့ကအသက်၆နှစ်အောင်မရှိသေးလို့လေဟုတ်ပါတယ်ဒါကြောင့်မလို့အခြေခံလူတန်းစားအဆင့်ကနေဖြတ်တန်းခဲ့ရတာတွေအော်စနေလန်လန်အသင်းတွေအားလုံးကနေကင်းတော့ခံရတာတွေကျွန်တော်မှတ်မိနေပါတယ်ဟုတ်ပါတယ်ပြီးတော့အာစနေကိုသွားမယ်လို့ဆုံးဖြတ်လိုက်တာပေါ့လေအဲ့ဒါကျွန်တော်စားကြတဲ့အသင်းလေး ဒါဆိုရင်မင်းကငယ်ကလေးတွေကတိတ်ခေတာပေါ့ဒါပေါ့ဟုတ်လားပေါ့တိတ်ဟုတ်တာပေါ့ကျွန်တော်ဆနေကကျွန်တော်အသင်ဖြစ်နေတော့လွယ်ကူတဲ့ဆုံးဖြတ်ချက်ဖြစ်တော့ပေါ့ဗျာကွာဝေးကတော့ကျွန်တော်တို့ပြောပြကြတဲ့အရာတစ်ခုပေါ့လေကျွန်တော်တို့သွားဖို့အတွက်နည်းနည်းလေးဝေးလို့နေမလားဆိုပြီးတော့ပေါ့ဒါပေမဲ့ပဲငါအာဆင်နယ်မှာဈာကျင်နေဆိုတာမျိုးပေါ့ဒါပေမဲ့ဟုတ်ပါတယ်တေသိန်းကလည်းကျွန်တော်ထုတ်ပဲခံရတယ်ဖူအန်ကိုသွားတယ်ထုတ်ပဲခံရတယ်မေးကိုသွားတယ်ထုတ်ပဲခံရတယ်အစတော့ အဲ့တော့ထုတ်ပယ်ခံရတဲ့အခါမှာဇာမဘောလုံးသမားလူငယ်ဇာမလေးတယောက်ပေါ်ဘလို့များတက်ရောက်မှုရှိစီ။ဘာလို့မင်းရဲ့ယုံကြည်မှုတွေပေါ်ဘလို့များဖြစ်သွားမလဲ။ခက်ခဲတယ်လို့ကျွန်တော်ပြောရမယ်ဗျ။အယောင်ကိုခက်ခဲပါတယ်။ဘလို့ပဲဖြစ်ဖြစ်အယောင်ကိုခက်ခဲပါတယ်။ဒါပေမဲ့ဘောလုံးပေါ်ထားတဲ့ကျွန်တော်ရဲ့ဆေးရထက်တမ်းမှု၊ passion နဲ့အချက်တွေကြောင့်ဆက်ပြီးတော့လမ်းကစားဖို့စ조사ဖို့နဲ့ကျွန်တော်ဖြစ်နေတဲ့မြောက်အကောင်းဆုံးဖြစ်လာခြင်းနဲ့ဆန္ဒတွေကိုတားဆီးနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူး။ကျွန်တော်ထင်တယ်။အဲဒီဆေးရထက်တမ်းမှုအဲဒီတွန်းအားတွေနဲ့မပါဘဲနဲ့ပြီးတော့ဘုရားသခင်ကျွန်တော်ကိုပေးတဲ့ဒီလက်ဆောင်ပေါ် ယုံကြည်မှုသာမရှိခင်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျပြီးတော့အဲ့တော့ကခမရမိသားစုစည်းကနေပဲလာလာလာဘလို့ဆက်ပြီးတော့စူးစမ်းဖို့ပံပိုးမှုတွေပေါ့လေဟုတ်တယ်ဗျအဲ့တော့အရန်ကိုရေးကြည့်ပါလေငယ်လေးတွေကကျွန်တော်တို့စိတ်ထဲမှာရည်သွင်းပေးထားကြတာလေဒါကြောင့်ကျွန်တော်မိသားစုအားလုံးကျွန်တော်မောင်နှမတွေအားလုံးကျွန်တော်တို့အားလုံးအထူးတူပါပဲကျွန်တော်တို့ရဲ့အိမ်မက်တွေနဲ့ပန်းတန်တွေကိုတန်းခတ်ယူတဲ့ယုံကြည်ချက်အစဉ်အတန်းကလည်းပြီးတော့အဲ့ဒါကအဲ့ဒီအရာတွေကြောင့်ပါပဲဟုတ်ပါတယ်ကျွန်တော်မိသားကျွန်တော်မိဘတွေကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် သူတို့ကျွန်တော်တို့ကိုပေးခဲ့တဲ့အဲ့ဒီယုံကြည်မှုတွေအတွက်ကြောင့်မို့လို့ဟုတ်ပါတယ်ဟုတ်ပါတယ်ကဲဒါဆိုရင်ရှေ့ကိုနည်းနည်းလေးကြော်လိုက်ကြရအောင်ဗျာခင်ဗျာဖုန်းတကောလက်ခံရရှိထားတယ်လေမိခင်ရလီတာစီကနေအဲ့ဒီအကြောင်းလေးနည်းနည်းတော့လေးပြောပြပေးပါဦးဘလို့ခင်ဗျာကားထဲမှာလားအဲအိမ်မှာလားဒါမှမဟုတ်ရှင်အဲဘဲမှာလေဘလို့ဖြစ်လာတာလဲဘလို့ဖြစ်ခဲ့တာလဲကျွန်တော်တို့ပရမအောင်ဖုန်းပြောခဲ့ကြတယ်ဗျအဲ့ဒီရှင်တော်ကကျွန်တော်အားလေးရခီးထွက်နေတာလေဘဲမှာလေကျွန်တော်မယောကမှာရောက်နေတာဗျကျွန်တော်ဖုန်းပြောခဲ့တယ်ပြီးတော့ကျွန်တော်သူနဲ့စကားပြောလိုက်တဲ့အခက်အတန့်မှလေအခြား ရွေးရည်စရာမရှိတော့ဘူးဆိုတော့ကိုတိလက်တယ်ဗျကျွန်တော်ဒီကလပ်မှာရှိကိုရှိနေရမယ်ဒါကြောင့်မလို့ဟုတ်ပါဘူးအာဆင်နယ်ပရိသတ်တယောက်အနေနဲ့အဲ့ဒီမှာစားကြင်တော့ပေါ့ဗျဒါပေမဲ့ကစားမတယောက်အနေနဲ့ဒါကကျွန်တော်တို့ဘာတွေလုပ်ပေးနိုင်မလဲဆိုတော့ကိုသိမြင်လိုက်တဲ့အခါမှာဘာလို့ဆိုတော့ပရိသတ်တယောက်အနေနဲ့အာဆင်နယ်ကိုကောင်းစီချင်တာပဲရှိတယ်ဗျဒါပေမဲ့ဇာမတယောက်အနေနဲ့ကျတော့ကျွန်တော်ကဒီခီးစဉ်ပေါ်မှာရှိနေပြီးအကောင်းဆုံးဖြစ်ချင်တယ်ဗျပြီးတော့မိခင်စီမှာကျွန်တော်ကိုအားဖြည့်ပေးမယ်ပိုကောင်းအောင်လုပ်ပေးမယ်တိုးတောင်းလုပ်ပေးမယ်ကစားမတယောက်အနေနဲ့ရော လူတယောက်အနေနဲ့ပါတကယ်ကိုကြီးထွားလောင်ကိုညီပေးမဲ့တခခုရှိနေတယ်ဆိုတော့ကိုကျွန်တော်မြင်လဲရတယ်ဗျပြီးတော့သူကခမယောက်ကိုအတင်းထဲမှာဘလို့အဝင်ဝင်ကြဖြစ်မယ်လို့စိတ်ကူးထားလဲဆိုတဲ့ပုံစံမျိုးအေးမို့ရောပေးခဲ့သည်လားဟုတ်ကဲ့ဗျသူကျွန်တော်ကိုဒီအုပ်စုထဲမှာဘလို့အဝင်မလဲဆိုတဲ့ရှင်းလင်းတဲ့ပုံစံတစ်ခုတော့ပေးခဲ့ပါတယ်အစားမတယောက်အနေနဲ့နေမဟုတ်ပဲတကယ်ခါရီတာတစ်ခုအနေနဲ့ပါဆိုတော့သူတို့ဒီမှာရှိထားတဲ့နေပြအမျိုးအစားနဲ့အဲ့ဒါကကျွန်တော်ကိုဘလို့ကူညီပေးသွားမလဲပြီးတော့ကျွန်တော်ကဒီနေရာမှာဘလို့ကူညီပေးရမလဲဆိုတာတွေပေါ့ဗျာ ကျွန်တော်တို့တော့ဒါကဘောလုံးထက်အများကြီးကိုပိုပြီးတော့နှက်ရှိုင်းပါတယ်ဒါကြောင့်ပဲဟုတ်ကဲ့ဒါကဒီအရာရဲ့အစိပ်ပိုင်းဖြစ်ခွင့်ရတာနဲ့ကျွန်တော်တို့ခုခုကိုတက်ရောက်ဖို့အတွက်ရှိစီနိုင်နေဆိုတော့ကိုသိရတာအရန်ကိုစိတ်လှုပ်ရှားစရာတော့ကောင်းပါလိမ့်မယ်ဟုတ်တယ်နော်ဘောလုံးဆိုတော့မင်းကတွေ့ကြုံနေအများကြီးနဲ့ရောက်လာတာလေမင်းဘောကတစ်ခုလုံးကစားလာခဲ့တာမြေခေရဲ့အသင်းကလည်းလူငယ်အသင်းအဲ့ဒီမှာမင်းသိပါလေစားသာချင်းပြဿနာလေးတွေတော့အများကြီးရှိနေမှာပဲဒါကြောင့်မလို့မင်းရောက်လာတော့ကငါတကယ်ကိုစိတ်လှုပ်ရှားနေရဲ့မိရောဆိုတော့အဲ့ဒီအချိန်လုံးက Crystal Valley အသင်းမှာ အခြေအနေကလည်းကောင်းခဲ့လာဆိုတော့ဘလို့ဘလို့မျိုးခံစားရလဲခရစ်စတယ်ဘယ်လိမှာငါနဲ့ဒီရာသီ9ခုလောက်တော့ကျွန်တော်ချိခဲ့တာပါဗျာပြီးတော့ကျွန်တော်တို့နဲ့အတူတူမယုံနိုင်စရာတစုံတရာကိုအောင်မြင်ခဲ့ပြီလို့ခံစားရတဲ့အမှတ်တရတစ်ခုကိုရောက်နေခဲ့ပြီဗျာတို့နဲ့လူအဖေဖလားရယူတော့ကတကယ်ကိုအမခမ်းပဲလीတို့ကလည်းအသိန်းသမိုင်းရှောက်မှာဘာပြိုင်ပွဲဘာဆူမလားမှမရခဲ့ဘူးဒါကြောင့်မလို့အဲ့ဒါရဲ့အစိမ့်ပိုင်းလေးဖြစ်ခွင့်ရတာ ਨੇ ကိုအဲ့ဒါကိုကျွန်တော်လှုပ်ဆောင်ပေးနိုင်ခဲ့တာကကျွန်တော်အတွက်တော့ ဘဲလေးကနေနှုတ်ဆက်ထွက်ခွာဖို့အတွက်ပြီးပြည့်စုံတဲ့နီလန်တစ်ခုလိုပါပဲ။အဲ့ဒီမှာမယုံနိုင်စရာဖြစ်ခဲ့သလိုအဲ့ဒီမှာလည်းခမတကယ်မယုံနိုင်စရာပါပဲဗျာ။ဒီလိုပဲပဲရမှာဒါဘီပွဲစဉ်ပထမဆုံးအချိန်ပေါ့ဘလို့များခံစားတော့ဗျာ။ဝါးကောင်းတာပေါ့ဗျာ။အချိန်ချင်းကျွန်တော်ကြည့်ခဲ့ဘူးတယ်။အချိန်ချင်းကြည့်ဦးတော့နေရာတိုင်းမှာပေါ့ဗျာ။ကျွန်တော်သိတာပေါ့ကျွန်တော်သိသိတာပေါ့ပြောစရာကောင်းမှာတော့သိကြပါတယ်။ဒါကထပ်ပြီးတော့ကျွန်တော်တို့မျောလင်းဆောင်စားနေတဲ့အရာတခုတော့ဖြစ်လာဖို့မယ်လို့ထင်နေတော့ဆိုတော့ပွဲကောင်းတဲ့ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်ကတော့တေချာမှပြောရတယ်ဟုတ်တယ်ဟုတ်တမန်းကြောင့်ရဆိုတော့ဒါဘီပွဲစဉ်တွေကမှန်းရတော့အတော်ခက်ပါတယ်ခင်ဗျားလည်းသိပါလေဘလိုတွေဖြစ်လာမလဲဆိုတော့ခင်ဗျားလည်းမသိနိုင်ပြီးတော့အသိကအခုအချိန်မှာစွမ်းကုန်ယုံကြည်မှုတွေရှိနေတယ်တို့တကယ်ကိုကောင်းကောင်းလုံးဆောင်နေကြတယ်ဗျဒီဘက်နဲ့ပတ်သက်ပြီးတော့ energy ကဘလိုများရှိမလဲကျွန်တော်ထင်တယ်ဗျအဲ့ဒါတော့တကယ်ကို energy တစ်ခုရှိနေတယ်ပြီးတော့ကျွန်တော်တို့တည်ဆောက်နေတဲ့အရာလုံးဆောင်နေတဲ့အရာတွေအပေါ်မှာယုံကြည်မှုတစ်ခုရှိတယ်ဒါကြောင့်မို့ထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဇာတ်နေတဲ့ပွဲတိုင်းမှာကျွန်တော်တို့နိုင်ခြင်းတယ် ကျွန်တော်ဘာလို့ရအောင်လဲဆိုတော့ကိုလည်းသိတယ်ပြီးတော့အဲ့ဒါကပွဲတိုင်းမှာကျွန်တော်ရဲ့လွှမ်းမိုးမှုကိုပြသဖို့အတွက်ကအဓိကပဲလို့ကျွန်တော်ခံစားရတယ်ဗျဟုတ်ပါတယ်ဒါကမြောက်လန်တန်ဒါဘီပွဲစဉ်မှာအရေးကြီးပါတယ်တကယ်ကိုကြီးမားပါတယ်ပြီးတော့မိုဟာရတွေကတော့အတူတူပေါ့ဗျာကျွန်တော်နိုင်ခြင်းနဲ့ဟုတ်ပါတယ်ဆတော့အဲ့ဒီယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ခင်ဗျားလည်းသိပါတယ်လူတိုင်းကအာဆနယ်ကိုကြည်နေကြပြီလေခင်ဗျားလည်းသိပါတယ်အမှန်အနှဲငယ်ဖြတ်တော့ထားနိုင်တယ်ဂွင်းမြေမကတကယ်ကိုကမ်စထရီတွေကလည်းဘလို့များရှိမလဲ ပြီးတော့အာယုံစူးစမ်းမှုကိုစက်ထိန်းနှောက်ဖို့တော့ country ကဘလို့လဲကျွန်တော်အစည်းအဝေးတစ်ခုကနေထွက်လာတယ်ဆိုတော့ကျွန်တော်သိပါတယ်ဘလို့များရှိပါလိမ့်ဗျကျွန်တော်ထပ်ပြောရင်တော့နေပါနဲ့ပထမဆုံးစကားပြောတော့ကကျွန်တော်ပြောခဲ့တာနဲ့အဆင်လူတယ်ဗျဒီမှာယဉ်ကျေးမှုတစ်ခုရှိတယ်ဗျဒီနေရာဝန်းကျင်ဒီပတ်ဝန်းကျင်မှာခန်းစားချက်တစ်ခုရှိကစားမတွေနဲ့တွေမဟုတ်ဘဲနဲ့ဝန်ထမ်းတွေပတ်ဝန်းကျင်ကလူတိုင်းနဲ့ပေါ့ဗျအဲ့ဒီမှာဆက်နွယ်မှုတစ်ခုရှိတယ်ပြီးတော့ဒါကတိဆောက်ထားတဲ့တကယ်ကိုစီမံထားတဲ့အရာတစ်ခုပါခင်ဗျားအဲ့ဒါကိုခန်းစားလို့ရပါတယ် ပြီးတော့အဲ့ဒါကအထောက်အကူဖြစ်စေတယ်လို့ကျွန်တော်ခံစားရတယ်ဗျ။အဲ့ဒါကတခုခုကိုနိုင်ရဖို့အတွက်ခမရလိုအပ်တဲ့အရာပဲ။ခမရအတူရှိနေတဲ့လူတွေနဲ့ဆက်နွယ်မှုရှိတယ်လို့ခံစားရမယ်။ပြီးတော့ခမရမှာအဲ့ဒါရှိဟုတ်ကဲ့။ဘာမဆိုဖြစ်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်။ဆိုတော့ဘလို့နှစ်တနည်းလေခမရမှာအမကန်နှစ်တနည်းရှိခဲ့တယ်။2025အာအင်္ဂလန်သင်းတော်ဂိုးသွင်းနေအာဆင်နယ်မှာလည်းကစားတယ်။တကယ်ကိုအထုတ်ထိတ်အခိုက်အတန့်တစ်ခုပေါ့ဗျာ2026ကခမရအတွက်ဘလို့ဖြစ်လာမယ်လို့ထင်တယ် ဝါမေကုံကောင်းမယ်နော်ကျွန်တော်တို့ကတော့ဘုရားသခင်ကိုယေရှုတင်ခြင်းနဲ့စတရားမှာပေါ့လေကျွန်တော်ရရှိထားသမျှအရာအားလုံးကျွန်တော်ပန်ဝန်းကျင်ကလူတွေတုံ့တွေ့နေရသမျှအရာအားလုံးအတွက်ပေါ့လေအဲ့ဒါတွေကဖြေကြားခြင်းခံရတဲ့ဆူတောင်းတွေပါပဲပြီးတော့ကျွန်တော်တို့အဲ့ဒီအတွက်တကယ်ကိုယေရှုတင်ပါလေ2026ဒီတိုင်းပို့ပြီးဖြစ်လာဖို့ကျွန်တော်ဆူတောင်းနေတယ်ဗျာဒီတိုင်းပဲပို့ပြီးဖြစ်လာဖို့ပဲကြောက်ကတော့ဆူတောင်းပါလေဒီလိုပို့ပြီးဖြစ်လာဖို့အတွက်ကျွန်တော်စူးစမ်းလုံဆောင်နေပါတယ်ဒါကြောင့်အောင်မြင်မှုတွေရယူဖို့ပြိုင်ပွဲတွေနိုင်ဖို့ ဒါကဖြစ်နိုင်တဲ့နေရာတစ်ခုမှာကျွန်တော်ရောက်နေပါတယ်ဟုတ်ပါတယ်ဟုတ်ကဲ့ထပ်ပြောရမယ်ဆိုရင်အဲ့ဒီအတွေ့ကြိုးစားလုံဆောင်ခွင့်ရတာကိုပဲကျွန်တော်ကျေးဇူးအထူးတင်ပါတယ်โอเคနောက်ဆုံးမိကုန်းပါခင်ဗျားရဲ့ဘွဲချိုရိုးရာလေး delay ပေါ့ဗျာခင်ဗျားလုံဆောင်တဲ့အရာလေးပေါ့ဘွဲမနိုင်ခင်ခင်ဗျားလုံလေရှိတဲ့တစ်ခုသောအရာဘွဲချိုလုံလေရှိတဲ့အရာဆိုတော့ကျွန်တော်ခင်ဗျားကိုမပြောမလဲဆိုတော့ခင်ဗျားသိတယ်ထင်ပါတယ်ရိုးရာ delay တကယ်ချင်းနေတကယ်ချင်းဘာလို့လဲဆိုတော့ကျွန်တော်ဘာလို့ ਆ လဲကြိုက်လဲသိလားကျွန်တော်တခြင်းဆိုရတာကိုကြိုက်တယ်လေဗျ။ဝေါတခြင်းဆိုရလားဒါပေါ့။ဘာတခြင်းလဲဗျ။အ ျွန်တော်ခဏမှ gospel ချင်းဆိုတယ်ဗျခင်ဗျအတန်ကြီးကြီးဆိုလာကိုယ့်ဘာသာကိုတိုးတိုးလေးပဲဆိုတာလားအကျေးပေါ်ပြခန်းထဲမှာကျွန်တော်တယောက်တည်းရှိရတယ်ဗျာဒါကျွန်တော်ရဲ့အကျင့်ပါပဲကိုကူတီညောင်းလှုပ်တဲ့ကျွန်တော်လှုပ်လေရှိတဲ့နီလန်တစ်ခုပေါ့ဗျာ gospel ပေါ့ဗျာကိုလက်ပါဗျာတကယ်ကိုလက်ပါဟောဆိုတဲ့ဒင်းကနေမှာကံကောင်းပါစေတေချာပါအမခံဖြစ်လာမှာပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှပြချမ်းသာချမ်းသာကြပါလိမ့်ခင်ဗျာ